င်္ဂလာပါရှင်။တောင်လင်းထိုင်းရဲ့မတ်လ၄ရက်နေ့ည၈နာရီအထိနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးတော့မှာပါ။တောင်လင်းထိုင်းရဲ့သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တောင်လင်းထိုင်း Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကျမယွန်ကြည်ပြပါရှင်။ဒီကနေ့ညပိုင်းထုတ်လွှင့်မှုမှာတင်ဆက်ပေးမယ့်သတင်းတွေကတော့ကြိုက်ထုံမှာစစ်ကောင်စီတပ်စစ်ကြောင်းထိုးနေတဲ့သတင်းတနင်္လာနေ့မှာလေကြောင်းတိုက်ခိုက်မှုကြောင့်ဒေသခံ9ဦးဒဏ်ရာရခဲ့တဲ့သတင်းတွေအပြင် KNU နယ်မြေကဖုန်ကြီးကြောင်းနဲ့စာတင်ကြောင်းတွေကိုစစ်ကောင်စီတိုးမြှင့်တိုက်ခိုက်လာတဲ့တဲ့နဲ့အသွင်ကူပြောင်းရေးအခြေခံဥပဒေပေါ်မွန်ဒေါ်လန်ရေးအဖွဲ့ရဲ့တုံ့ပြန်တဲ့စတဲ့တဲ့တွေကိုပါရှုစားကြရမှာပါနိုင်ငံတကာသတင်းတွေမှာတော့တရုတ်ပေါ်ခေါနှဆတိုးကောင်းပဲညွှန်ကြားချက်ထရန့်လက်မှတ်ရေးထိုးလိုက်တဲ့သတင်းထရန့်အဆိုအရကရန်စောင်းမှုတွေအချိန်မြင့်ပြုတ်လုံနေရလို့တောင်ကိုရီးယားဆွဆွဲလိုက်တဲ့သတင်းတွေနဲ့အတူအာနာသိန်းကလာတပ်ဖြတ်ဖမ်းဆီးခံရတဲ့ပြည်သူတွေရဲ့အချက်အလက်သတင်းနဲ့မိုးလေဝသသတင်းတွေကိုပါရှုစားကြရမှာပါ မွန်ပြည်နယ်စိုက်ထုံမြို့နယ်ပင်ကရိုကုန်းကျေးရွာနယ်အင်ကဘိုကျေးရွာအနီးပတ်ဝန်းကျင်ကိုမတ်လ၄ရက်နေ့မနက်ပိုင်းကစပြီးစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးဝင်ရောက်လာတယ်လို့ဒေသခံတော်လန်ရေးအဖွဲ့တွေကတလွင်ထမ်းမှုပြောပါရတယ်။အင်အား90ကျော်ပါတဲ့စစ်ကောင်စီစစ်ကြောင်းဟာရွှေတွင်းလောက်ကွက်တွေရှိတဲ့အဲ့ဒီကျေးရွာအနီးပတ်ဝန်းကျင်ကိုဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ပြီးစစ်ကြောင်းထိုးဝင်ရောက်လာတာပါ။စစ်ကောင်စီတပ်စစ်ကြောင်းထိုးလာတဲ့အတွက်နှစ်ဖက်တိုက်တွေ့တိုက်ပွဲဖြစ်ပွားတာမရှိသေးပေမဲ့စစ်ရေးအခြေအနေတင်းမာနေပြီးတိုက်ပွဲတွေပြင်းထန်လာနိုင်တယ်လို့ဆိုပါတယ် စစ်ကြောင်းဝင်ရောက်လာတာကြောင့်ရှေတွင်လုံသားတွေအပါဝင်ဒေသခံရာနယ်ချီဟာနေရက်ဆွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတာဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကလည်းအင်အား60ကျော်ပါတဲ့စစ်ကောင်စီစစ်ကြောင်းဟာငပြောတော်ကြေးရွာဘက်ကိုစစ်ကြောင်းထိုးဝင်ရောက်လာပြီးတော့ကြေးရွာထဲမှာတပ်ဆွဲနေထိုင်နေပါတယ်။တဖန်မှာလည်းစိုက်ထူအခြေဆိုင်စစ်ကောင်စီတပ်ရင်းတွေကလည်းအယက်သားပြည်သူတွေနေထိုင်ရာကျေးရွာတွေကိုနေ့စဉ်နဲ့မျှလက်နက်ကြီးပစ်ခတ်မှုတွေလှုံ့ဆော်နေတာဖြစ်ပါတယ်။ ပြီးကြတဲ့ဖေဖော်ဝါရီလ23ရက်နေ့ကလည်းစစ်ကောင်စီတားတိုက်ပွဲမရှိဘဲစိုက်ထုံမြင့်နယ်ပိန်နေကုန်းကျေးရွာတဲကိုလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တဲ့အတွက်ဒေသခံ3ဦးသေဆုံးပြီး10ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU သထုံခရိုင်ရဲ့ထုတ်ပြန်ချက်တွေအရသိရပါတယ်။တနင်္လာရီတိုင်းတရချောင်းမြို့နယ်နဲ့တနင်္လာရီမြို့နယ်တို့မှာတိုက်ပွဲမရှိဘဲစစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ကလေး၃ဦးအပါအဝင်အရက်သားပြည်သူ9ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေနဲ့ဒေသအခြေစိုက်တော်လိုင်းရေးအဖွဲ့တွေထံကနေသိရပါဗျ။ မနေ့မတ်လ3ရက်နေ့ကတနင်္သာရီမြို့နယ်ရှိတမီလှကျေးရွာနဲ့တရက်ချောင်းမြို့နယ်တောင်ပြောင်နယ်ရှိဝင်းကဖော်ကျေးရွာတို့ကိုစစ်ကောင်စီတပ်က Jet Fighter လေယာဉ်နဲ့ပုံနှလုံးစီလာရောက်ကျေးချတိုက်ခိုက်ခဲ့တာပါဒေသခံတွေရဲ့ပြောပြချက်အရစစ်ကောင်စီရဲ့ဘိတ်လေတပ်မှပြန်တန်းလာတဲ့ Jet Fighter တိုက်လေယာဉ်ဟာတနင်္သာရီမြို့နယ်ကတမီလှကျေးရွာကိုအရင်ဘုံကျဲတိုက်ခိုက်ခဲ့တာဖြစ်ပြီးနောက်တစ်ချိန်မှာတော့တရက်ချောင်းမြို့နယ်ဝင်းကဖော်ကျေးရွာကိုထပ်မံဘုံကျဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ် တမီးလာကျေးရွာမှာစစ်ကောင်စီရဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်အသက်17နှစ်အရွယ်အမျိုးသမီးငယ်တဦးအသက်14နှစ်အရွယ်အမျိုးသမီးငယ်တဦးနဲ့တပ်ကြီးပိုင်းအမျိုးသမီးဖြစ်တဲ့ဖွားခင်စိန်တို့၃ဦးအသည်းသည်ဘုံစားထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့နေအိမ်တချို့လည်းထိခိုက်ပျက်စီးခဲ့တယ်လို့ဒေသခံအမျိုးသားတဦးကတာဝန်ထမ်းမှုပြောပါရယ် အလာတူဝင်းကဖို့ကျေးရွာလေးချောင်းတိုက်ခိုက်မှုမှာအသက်60နှစ်အရွယ်အမျိုးသမီးကြီးတူအသက်50နှစ်အရွယ်အမျိုးသားတူနဲ့တားဖာနှစ်ဦးဖြစ်တဲ့အသက်38နှစ်အရွယ်မျိုးသားတူအသက်10နှစ်အရွယ်ယောက်ျားလေးတူအပါဝင်စုစုပေါင်း4ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေါင်းညီနောင်ဆက်ကြောင်းတရင်နဲ့ပြန်ကြားရေးတာဝန်ခံကတန်လင်းခိုင်းမှုပြောပါရယ် အဲ့ဒီထဲမှာတက်ကြီးပိုင်းအမျိုးသားနှစ်ဦးဟာထိခိုက်ဒဏ်ရာပြင်းထန်တာကြောင့်စိုးရိမ်ရတဲ့အခြေအနေမှာရှိနေပြီးလက်ရှိမှာတော့တော်လန်ရေးတပ်ဖွဲ့တွေဘက်ကစေဝါကူတာမှုတွေပေးနေတယ်လို့ဆိုပါတယ်ယခုရက်ပိုင်းတွင်စစ်ကောင်စီတပ်ဟာတနင်္သာရီတိုင်းကမြို့နယ်တွေရှိကျေးရွာတွေကိုတိုက်ပွဲဖြစ်ပွားခြင်းရှိပဲလေကြောင်းကနေမကြာခဏဘုံကျဲတိုက်ခတ်နေရကြောင်းဒေသခံအများစုအားစိုးရိမ်ကြောက်လန့်စိတ်နဲ့နေနေရတယ်လို့သိရပါဗျ။ ပြီးခဲ့တဲ့မတ်လတရံနေ့ကလည်းတနင်္သာရီမြို့နယ်တကူကျေးရွာအုပ်စုရှိမာယန်းချောင်းကျေးရွာမှာတိုက်ပွဲမရှိပဲစစ်ကောင်စီတပ်ကလေကြောင်းကနေဘုံကျဲတိုက်ခတ်ခဲ့တာကြောင့်ဖုန်ကြီးကျောင်းဆောင်တချို့ထိခိုက်ပျက်စီးခဲ့ပါသေးတယ်။ထမမီစစ်ကောင်စီအာဏာသိမ်းထားတဲ့1492ရာတွင်ကြာဆုံးသူနယ်ဖမ်းဆီးခံရသူတွေရဲ့နောက်ဆုံးရရှိထားတဲ့စီးရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ အာနာသိန်းစစ်ကောင်စီကြောင့်နိုင်ငံတော်မှာအာနာသိန်းမှုဖြစ်ခဲ့တဲ့1492ရာအတွင်းအစံဖတ်တပ်ဖြတ်ခံရပြီးကြာဆုံးခဲ့သူ6366ဝက်ထိရှိလာပြီဖြစ်ပါတယ်။ဒါပြင်ဖမ်းဆီးထိန်းသိမ်းခံထားရသူ28824ဝက်ထိရှိလာပြီဖြစ်ပြီးပြန်လည်လွတ်မြောက်လာသူ6959ဝက်ထိရှိလာပြီဖြစ်ပါတယ်။ မော်ဘီနယ်မှာတော့အာနာသိမ့်မှုကာလာတွေအတွင်းစစ်ကောင်စီရဲ့အကြမ်းဖက်တပ်ဖြတ်ခြင်းခံရသူ82ဦးရှိကဖမ်းဆီးခံထားရသူ100ကျော်မှ200ကျော်ပြန်လည်လွတ်မြောက်ထားပါတယ်။ဒီစီစဉ်ကိုတော့နိုင်ငံရေးကျင်းသားများကကိုကြီးဆောင်ရှောက်ရဲ့အသင်းထံမှရယူဖော်ပြတာဖြစ်ပါတယ်။ KNU နယ်မြေမှာဘာသာရေးကျောင်းဆောင်အစာအုပ်တွေနဲ့စာတင်ကျောင်းတွေကိုစစ်ကောင်စီတပ်ကပုံမပြစ်မှတ်ထားတိုက်ခိုက်လာတယ်လို့ KNU ဘိုကထုတ်ပြန်ထားပါတယ်။ဒီအကြောင်းကိုတော့အေမီယောင်ကတင်ဆက်ပေးထားပါတယ်။ကရင်မြို့သားစီယုံ KNU နယ်မြေမှာဘာသာရေးကျောင်းဆောင်အစာအုပ်တွေနဲ့စာတင်ကျောင်းတွေကိုစစ်ကောင်စီတပ်ကလေရင်လက်နက်ကြီး drone တွေနဲ့ပုံမပြစ်မှတ်ထားတိုက်ခိုက်လာတယ်လို့ KNU ဘိုရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ KNU ဘိုရဲ့ထုတ်ပြန်ချက်ဒီအရာ ပြီးခဲ့တဲ့ဖေဖော်ဝါရီ22ရက်နေ့က KNU ညောင်လေးပင်ခရိုင်ကြောက်ကြီးမြို့နယ်ဝါချဲကြီးရွာမှာစစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ကြီးရွာဘုံကြီးကျောင်းဝင်တွေကဓမာယုံတင်ကျောင်းနဲ့ဆောင်းတန်းတွေထိမှန်ပျက်စီးခဲ့ပါတယ်။ဖေဖော်ဝါရီလ26ရက်နေ့ကလည်း KNU ကြောက်ကြီးမြို့နယ်ဖြန်တလင်းကြီးရွာတဲကိုစစ်ကောင်စီတပ်ကဒရုန်းနဲ့လာရောက်ပစ်ချခဲ့တဲ့အတွက်ကြီးရွာစာတင်ကျောင်းနှစ်ကျောင်းနဲ့အတူရေစင်ခန်းမဆောင်စတူဆောင်တို့ထိမှန်ပျက်စီးခဲ့တာပါ။အဲဒီမှာပဲ KNU ဒူပလာယာခရိုင်ဝင်းရင်းမြို့နယ်ရှိ မော်ထီးကြီးရွာနဲ့ပန်းအောင်ကြီးရွာတို့ကိုစစ်ကောင်စီတပ်လေးချောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့အတွက်ဒေသခံမျိုးသမီးတဦးတေဆုံးသွားပြီးရဟန်းတန်ကကိုရင်တွေပါဝင်ရသား၁၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ကထုတ်ပြန်ပြောဆိုထားပါတယ်။အခုလမတ်လတည့်ရနေ့မနေ့အစောပိုင်းကလည်း KNU တထုံခိုင်ဖအံမြို့နယ်မေတ္တနာကြီးရွာနဲ့ ီးကျော်ခီးကြီးရွာတွေကိုစီကောင်စီတပ်ကလေးနဲ့ဘုံလာရောက်ကျေချခဲ့တဲ့အတွက်ဖုံးကျော်ကြီးကျောင်းနဲ့စာတင်ကျောင်းတွေထိမှန်ပျက်စီးသွားခဲ့တယ်လို့ KNU ကထုတ်ပြန်ထားပါတယ်။စီရေးပြတ်မှတ်မဟုတ်တဲ့ဘာသာရေးအဆောက်အဦတွေစာတင်ကျောင်းတွေပြည်သူစီယုံစေကတ်နဲ့ရဲသားပြည်သူနေထိုင်တဲ့နေရာတွေကိုစီကောင်စီချက်ကပြစ်မှတ်ထားကရွေးချက်ရှိရှိနဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်တံခါးတွေပါဝင်ပြည်သူတွေထိမှန်ခဲ့တဲ့အပြင်ဘာသာရေးအဆောက်အဦနဲ့ပြည်သူပိုင်အိုးအိမ်တွေထိမှန်ပျက်စီးခဲ့ရတယ်လို့ KNU ကဆိုပါတယ်။ ။ KNU နဲ့မြေတဲ့ဘာသာရေးကျောင်းဆောင်စာအုပ်တွေစာသင်ကျောင်းတွေနဲ့လူနေအိမ်တွေပေါ်စစ်ကောင်စီတပ်ကလက်နက်ကြီးလေးရင်ဒရုန်းစတဲ့ပြစ်ခတ်တိုက်ခိုက်မှုတွေပုံမှုပြုလုပ်လာတာနဲ့ပတ်သက်ပြီး KNU ပြောခွင့်ရဖရူစောကလေးစီကခုလိုပဲပြောပါတယ်။ကြွမနိုင်တော့ကြီးတော့သာမနဇပကြီးမီရှုပေါ့နော်။ပြောချင်တာကတော့ဒီတော်လန်ရေးစုဖွဲ့တွေကိုဟိုမနိုင်တော့တဲ့ခါကျတော့တော်လန်ရေးစုဖွဲ့ကိုထောက်ခံအားပေးတဲ့ပြည်သူကိုပေါ့နော်ဒုက္ခပေးဖို့ဆိုတဲ့အာနာရှင်သုံးမဟုတ် ဖက်စစ်ပေါ့နော်ဖက်စစ်ရဲ့အတွေ့ခေါ်ယူဆနဲ့လောက်ရက်တွေပဲလို့အဲ့လိုပဲမြင်ပါတယ်စစ်ကောင်စီရဲ့ဘုံကျဲပြစ်ခတ်တိုက်ခိုက်မှုတွေကြောင့်စာတင်ကျောင်းတွေပါဝင်ပြည်သူတွေရဲ့ဥယျံချမ်းမြေတွေနဲ့နေထိုင်ရာဒေသတွေထဲမှာလက်လက်ကြီးကြီးတွေကြာရောက်ပောက်ကွဲခဲ့တဲ့အတွက်ကျောင်းသားကျောင်းသူတွေကျောင်းမတက်ရေးကြသောသူတို့ပြည်သူတွေလည်းလုပ်ငန်းခွင်နဲ့မသွားရကြတော့ပဲစာဝတ်နေရေးခက်ခဲတွေနဲ့ကြုံနေရတယ်လို့ KNU ဘူကလည်းထုတ်ပြန်ပြောဆိုထားပါတယ်။ဘာသာရေးစာဝတ်တွေနဲ့စာသင်ကျောင်းတွေဟာပြည်သူလူထုအတွက်ခိုကိုးရာ ခိုးလိုရနေရာတွေဖြစ်တဲ့အတွက်စစ်ကောင်စီတပ်ဟာပြည်သူလူထုပေါ်ပုံမပြမှတ်ထားတိုက်ခိုက်နေသလိုပြည်သူလူထုဟာတိုင်းရင်းသားဒေါ်လန်ရေးအဖွဲ့အစည်းတွေရဲ့ကြိုးတောက်နောက်ခံဖြစ်စစ်ကောင်စီကအမြင်နဲ့အတွက်ပြမှတ်ထားတိုက်ခိုက်နေတယ်လို့ကရင်လူခွင့်ရေးဖွဲ့ KHRG ညွှန်ကြားမှုစောရဘက်ကဆိုပါတယ်။ဒါ့အပြင်စစ်ကောင်စီတပ်ဟာတိုင်းရင်းသားဒေါ်လန်ရေးအဖွဲ့အစည်းတွေရဲ့နေရာတိကျကိုမသိရှိတဲ့အတွက်ပြည်သူလူထုပေါ်ပြန်လည်ဦးတည်ပြမှတ်ထားတိုက်ခိုက်နေပြီးပြည်သူတွေကိုအကြောက်တရားနဲ့ဖိနှိပ်တာတွေလည်း ပါဝင်တယ်လို့စောအဲ့ဘက်ကသုံးသပ်ပြောကြားထားပါတယ်ဒီတိုင်းရင်သားလက်နက်ကိုင်အဖွဲ့စည်းတွေကိုလက်တော့ပြန်ဖို့ဆိုတဲ့နေရာမှာသူတို့ကမပြုံးစားနေနေရတိကျမရှိတဲ့ခါကျတော့ပြည်သူတွေကိုပို့ရတာဂက်တာပြီးလက်တော့ပြန်မှုတွေလုပ်တယ်နောက်ဆန်တဲ့ကျောင်းတွေကိုပြင်မှတ်ထားတယ်ဆိုတာကလည်းစတဲ့ကျောင်းဆိုတာကဒီတိုင်းသားအဒီဟိုဘလိုပဲတုတ်တဲ့အရာတုတ်တဲ့ကျောင်းဟို နေရာတွေလည်းဖြစ်တယ်ကလေးတွေပညာသင်တဲ့နေရာလည်းဖြစ်တယ်ဆိုတော့ဒီလိုမျိုးလောက်ချင်အပြစ်လဲဒီသူတို့ကြောက်ဘရမဆေဘရမပေါ့လားမပေါက်ကံမတော်လာအောင်လောက်တာလည်းဖြစ်နိုင်တယ်လို့မျိုး နောက်တစ်ခုကဒီအဲသူတို့တိုင်းသားလူမျိုးတွေရဲ့အနာကပြောက်အောင်အနာကမက်သွားအောင်လောက်တဲ့အတိတ်ပဲလည်းတက်ရောက်ပါတယ်လို့အဲ့လိုမျိုးကျွန်တော်တို့ယူဆတယ်ပေါ့စစ်ကောင်စီတပ်ကစာသင်ကျောင်းတွေနဲ့ဘာသာရေးအစအဦးတွေကိုပြစ်မှတ်ထားပြီး ကြံခဏလေချောင်းတိုက်ခိုက်မှုဒရုန်းဘုံကျဲတိုက်ခိုက်မှုတွေပြုလုပ်လို့ရှိတဲ့အတွက်ဒေသခံရာသူရသားတွေဟာသူတို့ရဲ့ကလေးတွေကိုစာတင်ကြောင်းနဲ့မပို့ရဲကြတော့ဘူးလို့ကရင်လူခွင့်ရေးဖွဲ့ကေးရှာကြီးကထုတ်ပြန်ထားတဲ့အစင်ကသာတစ်ခုမှဆိုရပါတယ်စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးလေးရင်နဲ့ဒရုန်းတိုက်ခိုက်တာတွေကြောင့် KNU နဲ့မြေတဲ့စစ်ပေးရှောင်ဦးရီတိုးများလာနေပြီးအခုလထဲမှာ KNU တပ်မှခုနှစ်နဲ့မြေဖန်ခိုင်လှိုင်းပွဲမြို့နယ်ကလေးဘူးကလို့ ကြီးရွာကဒေသခံပြည်သူ900ကျော်ထိုင်းဘက်ကိုထွက်ပြေးတင်းရှောင်ခဲ့ရသလို KNU တထုံခရိုင်ဖမ်းမြို့နယ်ဝဲပြန်ကြီးရွာတွေကဒေသခံတထောင်နီးပါးမြိုင်ကြီးမှုဒေသတွေကိုထွက်ပြေးရောက်ရှိလာခဲ့လို့သိရပါတယ်။ Federal အသွင်ကူးပြောင်းရေးအစီအမံဆိုင်ရာအခြေခံဥပဒေအရစစ်မှန်တဲ့ပြည်ထောင်စုထူထောင်ရေးအတွက်လက်တွေ့ကြကြောင်းမွန်တော်လိုင်းရေးအဖွဲ့တွေကပြောလိုက်ပါတယ်။ဒီအကြောင်းကိုတော့ဝိုင်းနေကတင်ဆက်ပေးထားပါတယ်။ တိုင်းသားတွေနဲ့တော်လိုင်းအင်အားစုတွေရေးဆွဲနေတဲ့ Federal အသွင်ကူးပြောင်းရေးအစီအမံဆိုင်ရာအခြေခံဥပဒေဟာစစ်မှန်တဲ့ပြည်ထောင်စုထူထောင်ရေးအတွက်လက်တွေ့ကျတယ်လို့မော်တော်လိုင်းအဖွဲ့တွေကတန်လွင်တိုင်းကိုပြောပါရည်။တော်လိုင်းကာလာမစတင်က Federal အသွင်ကူးပြောင်းရေးအစီအမံဆိုင်ရာအခြေခံဥပဒေကိုစတင်ရေးဆွဲနေပြီလို့တိုင်းသားတော်လိုင်းအဖွဲ့တွေပြည်နယ်လူမျိုးကိုစားပြု Federal Council တွေပါတဲ့အဖွဲ့၉ဘွဲ့ကနေပြီးခဲ့တဲ့ဖေဖော်ဝါရီ၁၂ရက်နေ့မှာပူးရဲကြေညာခဲ့ပါရည်။ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးမှာဘဝအခြေပြုဖက်ဒရယ်စနစ်ကိုလက်ခံကျင့်သုံးသွားမှာမဟုတ်ဘဲပြည်내အားကောင်းရေးကနေပြည်ထောင်စုအားကောင်းရေး Bottom-up Federalism Approach အခြေခံချင်းကပ်မှုနဲ့သာကြိုးပမ်းသွားမယ်လို့ထုတ်ပြောထားတာပါ။မော်ပြီကာကွေးတက် MSDF တမူဒေါက်တာတီတီမွန်ချန်ကစစ်မှန်တဲ့ Federal Democracy နိုင်ငံထူထောင်ရေးအတွက်အားကောင်းတဲ့ပြည်နယ်တွေဖြစ်နေဖို့လိုတယ်လို့ပြောပါတယ်။စစ်မှန်တဲ့ Federal Democracy နိုင်ငံတော်ထူထောင်နိုင်ဖို့နဲ့ Federal ပြည်ထောင်စုအားကောင်းဖို့ coming together for to listen the body a ya ပြည်နေတွင်မှအချို့အချာအာနာနှင့်ပြပပြီးမိမိတို့ရဲ့ခြေထောက်ပေါ်မှာလွတ်လွတ်လပ်လပ်ယက်တည်နိုင်တဲ့ဘက်ပေါင်းစုံကအားကောင်းတဲ့ပြည်နေတွင်ဖြစ်နေဖို့လိုတယ်ဆိုလိုခြင်းတဲ့တဘောကဝက်ထရာဩနိုင်ငံတော်အဖြစ် coming together ဝက်ထရလစ်စေအရာမိမိသဘောဆန္ဒအရာတောပေါင်းသည်ဖြစ်စေမပေါင်းသည်ဖြစ်စေ မိမိပြည်နယ်အားကောင်းပြီးရပ်တည်နိုင်ဖို့တာဝေရေးအုပ်ချုပ်ရေးဥတည်ပြုရေးတရားစီရင်ရေးပန္တရေးအဆက်ရှိတဲ့ကဏ္ဍအရရမှအားကောင်းနေဖို့လိုတယ်။ဒါကြောင့်ပြည်နယ်အားကောင်းရေးကနေပြည်ထောင်စုအားကောင်းရေးမှာတော်လန်ရေးအဖွဲ့အစည်းတွေပြည်နယ်လူမျိုးအခြေပြုကောင်စီတွေရဲ့ကြိုးပမ်းမှုတွေကလက်တွေ့ကြတယ်လို့ရှုမြင်ကြောင်းသူကဆက်ပြောပါတယ် အသွင်ကူးပြောင်းရေးအခြေခံဥပဒေကိုပြီးခဲ့တဲ့နှစ်ကတည်းကလူတွေရေးဆွဲခဲ့ကြတာဖြစ်ပြီးလက်ရှိမှာဥပဒေပြူရေးဟုတ်ချုပ်ရေးတရားစီရင်ရေးစတဲ့စနစ်တွေကိုဘလို့ဖွဲ့စည်းမယ်ဆိုတဲ့အဆင့်ထိပြီးစီးသွားပြီလို့အဖွဲ့တာဝန်ရှိသူကတန်လွင်တိုင်းကိုပြောထားတာပါအနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်မှုကိုလက်တွေ့ဖော်ဆောင်ပြီးအသွင်ကူးပြောင်းရေးကာလအတွက်ဖွဲ့စည်းပုံအခြေခံဥပဒေလိုမျိုးတည်ရောက်မှုရှိတဲ့အုပ်ချုပ်ရေးစာတမ်းဖြင့်ရှင်းသုံးသွားဖို့ဖြစ်ပါလိမ့်။ရာမြဖက်ဒရယ်အင်အားစုတဲ့ NRFF တာဝန်ခံမင်းတန်တွင်က အသွင်ကူးပြောင်းရေးကာလအတွက်အခုကတည်းကစတင်ပြင်ဆင်နေမှသာအချင်းချင်းကြားနားလည်မှုနဲ့အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုကိုတည်ဆောက်နိုင်မှာဖြစ်တယ်လို့ပြောပါရည်။အရင်ကာလတွေမှာ အာဏာရှိသူချင်းနှိမ့်နှံပြီးပြည်နယ်ရေးပြည်ထောင်စုရေးကိုဆုံးဖြတ်ခဲ့ကြတယ်။နိုင်ငံရေးကိုခေါင်းမိုးကနေပြင်ဆင်ခဲ့ကြတယ်။အခုຫນွေဥတော်လှန်ရေးကာလမှာတော့မတူတော့ဘူးပေါ့နော်။ပြည်နယ်အားကောင်းမှသာ ရေရှည်တည်တံ့တဲ့ပြည်ထောင်စုကိုဖန်တီးနိုင်မယ်ဆိုတဲ့အယူဆကိုလက်ခံလာကြတယ်။အခုဆိုရင်တနိုင်ငံလုံးဒေသကိုစီမှာ စစ်ကောင်စီကိုတိုက်ရင်ပြည်သူဝန်ဆောင်မှုလုပ်ငန်းတွေကိုအကောင့်ထဲပို့နေကြတယ်။အချို့ပြည်နယ်တွေမှာဆိုရင်တရားရေးဥပဒေပြုရေးအုပ်ချုပ်ရေးမန်တိုင်သုံးခုစလုံးကိုလည်းပတ်လောက်ကန်နေကြပြီဖြစ်တယ်။ဒါတွေဟာဘယ်တော့မှမရှိခဲ့ဘူးတဲ့အခြေအနေတွေဖြစ်ပါတယ်။အနာ FF အနေနဲ့ဂျာကာလာရာမညမောပြည်ဖွဲ့စည်းပုံမူကျန်းရေးဆွဲရေးနဲ့မောပြည်ဖက်ဒရယ်ကောင်စီရဲ့မွာရရေးဆွဲရေးတွေမှာတောက်လျှောက်ပါဝင်နေပြီးပြည်내ကိုစားပြုအစိုးရပေါ်ပေါက်ရေးအတွက်တွန်းအားပေးနေတာပါအတွင်ခုပြောင်းရေးအခြေခံဥပဒေရေးဆွဲရေးမှာ တိုင်းဒေသတော်လှန်ရေးအဖွဲ့၉ဖွဲ့ပါဝင်တဲ့အပြင်မြို့သားညညရေးဆိုရ NUG နဲ့မြို့သားအထိုင်မြေကန်ကောင်စီ NUCC တို့ကကိုယ်စားလှယ်တွေလည်းပါဝင်နေကြပါသည်။အဲ့ထဲမှာတိုင်းဒေသတော်လှန်ရေးအဖွဲ့အစည်းအဖြစ်မော်ပြည်တဲ့ပါတီ AD နဲ့ပြည်နယ်လူမျိုးကိုယ်စားပြုကောင်စီအဖြစ်မော်ပြည်ဖက်ဒရယ်ကောင်စီ MSFC လည်းပါဝင်ရေးဆွဲနေကြတာဖြစ်ပါသည်။မော်ပြည်တော်လှန်ရေးတပ် MSF ပြောခွင့်ရနေတဲ့ကားက မိမိတို့ရဲ့နိုင်ငံရေးဥဆောင်ပွဲဖြစ်တဲ့မော်ပြေဖက်ဒရယ်ကောင်စီရဲ့မူဝါဒတွေကိုလုံးဝယုံကြည်လက်ခံထားတဲ့အတွက်ဂျာကာလာခြေကံဥပဒေတစ်ခုရှိကိုရှိရမယ်လို့ပြောပါတယ်။နိုင်ငံရေးလောကမှာဗမာလူမျိုးတွေအများအတန်းကြီးစိုးနေတဲ့ဒီမြန်မာနိုင်ငံရဲ့နိုင်ငံရေးဖြစ်စဉ်သမိုင်းမှာတော့ဟောကျွန်တော်တို့ရဲ့ MSFC ကိုယ်စားလှယ်တွေအနေနဲ့ကတော့စိန်ခေါ်မှုတွေအအများကြီးရှိနေမှာပဲအခြားသောတိုင်းနာကိုယ်စားလှယ်များနည်းတူပေါ့နော်ဒါပေမဲ့ဒီနေ့ ဒေါ်လာရေးအများဆုံးပြီးဖို့အတွက်ကတိုင်းသားကိုယ်စားလှယ်တိုင်းသားလက်နေကင်ဖွဲ့စည်းတွေအားလုံးဟိုပါဝင်လာနိုင်တဲ့အားလုံးထောက်ခံနိုင်တဲ့ဒီဂျာကာလာဖက်ဒရယ်အတွင်းကူပြောင်းရေးအစီအမံဆိုင်ရာခြေခံဥပဒေတစ်ခုတော့ရှိကိုရှိရမယ်လို့တော့ကျွန်တော်အနေနဲ့ပြောချင်တယ်အကယ်၍မဟုတ်ဘူးဆိုလို့ရှိရင်ဒီဒေါ်လာရေးကြီးဟာတဖြည်းဖြည်းနဲ့အရင်88တုန်းကလိုပဲမေးမိန်ကွယ်ပြောက်သွားမယ်ဆိုတာလို့တော့ကျွန်တော်ပြောချင်တယ် MSF ဟာမွန်ပြည်ဖက်ဒရယ်ကောင်စီရဲ့နိုင်ငံရေးစစ်ရေးဥစားမှုအောက်မှာပြည်ဝပါဝင်နေတဲ့လက်နက်ကင်တပ်ဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။မွန်ပြည်ကာကွယ်တပ် MSDF ကတော့မွန်ပြည်ဖက်ဒရယ်ကောင်စီမှာကောင်စီဝင်ဖြစ်ပါဝင်နေတဲ့အတွက်ဂျာကာလာဖက်ဒရယ်အသွင်ကူးပြောင်းရေးအစီအမံဆိုင်ရာအခြေခံဥပဒေရေးဆွဲရေးမှာတပါးတည်းပါဝင်နေတာပါ။ အဲ့ဒီမော်လက်နက်ကင်နှစ်ဖွဲ့ဟာအခုနှစ်ဆန်းပိုင်းမှာဖွဲ့စည်းခဲ့တဲ့ရာမညစစ်ကြောင်းမှာမွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA မွန်ပြည်သက်ပါတီ AD ရဲ့မော်မျိုးသားလွတ်မြောက်ရေးတပ်မတော် MNL AD တို့နဲ့အတူပါဝင်နေကြတာပါချာကာလာဖက်ဒရယ်အသွင်ကူပြောင်းရေးအခြေခံဥပဒေနဲ့ပတ်သက်ပြီးတန်လွင်တိုင်းအနေနဲ့မော်ပြည်လွတ်မြောက်ရေးတပ်တော် MLA ရဲ့သဘောထားကိုသိရှိနိုင်ဖို့တာဝန်ရှိသူထံဆက်သွယ်ခဲ့ပေမဲ့အကြောင်းပြန်ခြင်းမရှိခဲ့ပါဘူး။ နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။တရုတ်အပေါ်အခေါ်နှဆတိုးကောင်းမဲညွှန်ကြားချက်ထရန့်လက်မှတ်ရေးထိုးလိုက်ပါတယ်။ဒီအကြောင်းကိုတော့ဘဘက်ကပြောပြပေးထားပါတယ်။ American သမ္မတဒေါ်နယ်ထရန့်ကတရုတ်ကုန်ပစ္စည်းတွေအပေါ်အခေါ်နှဆတိုးကောင်းမဲညွှန်ကြားချက်ကိုလက်မှတ်ရေးထိုးလိုက်ပြီးကနေဒါနဲ့မက္ကဆီကိုတို့အနေနဲ့အခွန်တွေကိုရှောင်ရှားဖို့နေရာမကျန်တော့ဘူးလို့မက်လ3ရက်နေ့မှာပြောကြားလိုက်ပါတယ်။ အဓိကကုန်သွယ်ပတ်နိုင်ငံတွေဖြစ်တဲ့ကနေဒါနဲ့မက္ဆီကိုတို့ဟာတရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေနဲ့မူရစ်ဆေးမောင်ကိုကူးမှုတွေကိုတိုက်ဖြတ်တားဆီးဖို့ပြက်ကွက်တယ်ဆိုပြီးတမရာထရန်ကဖေဖော်ဝါရီလအတွင်းနှစ်နိုင်ငံစလုံးအပေါ်အခွန်တိုးကောက်မှာထစ်ကြောင်းကြေညာပြီးနောက်မကြာခင်မှာပဲဆိုင်းငံ့ထားခဲ့တာပါအဲ့ဒီနှစ်နိုင်ငံစလုံးအနေနဲ့အခွန်တွေကိုရှောင်ရှားဖို့နေရာမကျန်တော့ဘူးလို့ထရန်ကမက်လ3ရက်မှာသတင်းနောက်တွေကိုပြောကြားခဲ့ပြီးနောက်အမေရိကန်ရဲ့စတော့ရှယ်ယာဈေးကွက်တွေကျဆင်းသွားခဲ့ပါတယ် အခွန်ဆိုင်ငံ့ထားတဲ့ရက်ဟာမတ်လ၄ရက်ဆိုရင်တက်တန်းကုန်ပြီဖြစ်ပါတယ်။တရုတ်ကုန်ပစ္စည်းတွေကိုအရင်ကဆယ်ရာခိုင်နှုန်းအခွန်ကောက်မယ်လို့ Trump ကသတ်မှတ်ထားခဲ့ပေမဲ့၂၀ရာခိုင်နှုန်းအထိအခွန်ကောက်ရေးညွှန်ကြားချက်ကိုလက်မှတ်ရေးထိုးလိုက်ပြီလို့အင်ဖြူရောကပြောပါတယ်။ကနေဒါနဲ့မက္ကဆီကိုတို့အပေါ် Trump ကစီစဉ်ထားတဲ့အတိုင်းအခွန်တွေကိုတိုးကောက်ခဲ့မယ်ဆိုရင်ကုန်စည်နှုန်းတွေမြင့်တက်လာနိုင်ပါတယ်။ဒါကြောင့်အိနာစုတွေရဲ့ကုန်ကြမ်းစည်းရောကြစီရမယ်ဆိုတဲ့မဲဆွဲကတိကို Trump ဖောက်ဖျက်ရာရောက်နိုင်ပါတယ်။ ်တမရဒရန်ကအခွန်ကောက်ရင်အမေရိကန်ကုန်ပစ္စည်းတွေအပေါ်အခွန်25ရာခိုင်နှုန်းကောက်ခံသွားမှာဖြစ်ကြောင်းကနေဒါအစိုးရကပြောထားပါတယ်။ထရန့်အစိုးရကရန်ဆောင်မှုတွေအရှိန်မြှင့်ပြုတ်လုံနေတယ်လို့မြောက်ကိုရီးယားစွပ်စွဲလိုက်ပါတယ်။ဒီအကြောင်းကိုတော့ဝိုင်းနေကတင်ဆက်ပေးထားပါတယ်။ဒေါ်နယ်ထရန့်အစိုးရကရန်ဆမှုတွေအရှိန်မြှင့်ပြုတ်လုံနေတယ်လို့မြောက်ကိုရီးယားကောင်းဆောင်ကင်ဂျုံအန်ရဲ့ဩဇာကြီးမားတဲ့ညီမဖြစ်သူကင်ယိုဂျွန်ကဝေဖန်လိုက်ပြီးနျူကလ িয়ার လက်နက်ပိုင်ဆိုင်ထားတဲ့မိမိတို့နိုင်ငံအနေနဲ့ ယူကလီယာတားဆီးနိုင်စွမ်းတိုးမြင့်မှုတရားဝင်တယ်လို့ပြောကြကြအောင်နိုင်ငံပိုင်သတင်းဌာန KCN ကဖော်ပြပါတယ်။မတ်လ၂ရက်မှာတောင်ကိုရီးယားနိုင်ငံဘူဆန်စစ်ကမ်းသို့ American လေယာဉ်တဲမော USS Carfison ရောက်ရှိလာမှုအပေါ် Kim Jong ကပြစ်တင်ရှုံချပြီးမြောက်ကိုရီးယားကိုထိတ်တိုက်တွေ့မဲ့မူဝါဒရဲ့တစ်စိတ်တစ်ပိုင်းလုပ်ရဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။အခုနှစ်သူတို့ရဲ့အစိုးရအသက်တက်လာတာနဲ့ မေရိကန်ကမြောက်ကိုရီးယားကိုနိုင်ငံရေးအရာရောစေအရာပါရန်စမှုတွေအချိန်မြင့်ပြုလုပ်လာတယ်လို့ကင်ယိုဂျွန်ကပြောကြားကြောင်း KCN သတင်းဌာနက match လေးရမှာဖော်ပြခဲ့တာပါလက်ရှိအမေရိကန်ကမြောက်ကိုရီးယားပေါ်ရန်လိုတဲ့မူဝါဒတွေကျင့်သုံးနေရကြောင်းမြောက်ကိုရီးယားအနေနဲ့နျူကလ িয়ার လက်နက်စွမ်းမကတိုးမြင့်ရေးလှုပ်ဆောင်မှုဟာတရားဝင်တယ်လို့သူကပြောပါတယ်တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနကတော့ကင်ယိုဂျွန်ရဲ့ပြောဆိုမှုတွေဟာမြောက်ကိုရီးယားရဲ့နျူကလ িয়ার အင်အားပုံမကောင်းမွန်လာစေရေးဆောင်ရွက်မှုကိုတရားဝင်ဖြစ်အောင်ပြောဆိုမှုပဲဖြစ်တယ်လို့ပြောကြားထားပါတယ် မြောက်ကိုရီးယားရဲ့နျူကလ িয়ার လက်နက်ပိုင်ဆိုင်မှုကိုဘယ်သူကမှလုံးဝလက်မခံခဲ့ပဲမြောက်ကိုရီးယားအတွက်ရှင်သန်ဖို့တခုတည်းသောနည်းလမ်းကတော့နျူကလ িয়ার လက်နက်တွေနဲ့ဒုံးကျည်တွေကိုဆွဲဆွဲလန်းလန်းထုတ်လုပ်နေမှုကိုစွန့်လွှတ်ရေးဖြစ်တယ်လို့တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနကပြောဆိုထားတာပါနျူကလ িয়ার စွမ်းရင်တော့အမေရိကန်လေယာဉ်တင်သင်းပေါ်ဟာဇန်နဝါရီကထရန့်အင်ပီရိုတို့ဒုတိယအကြိမ်ရောက်လာပြီးနောက်ပိုင်းတောင်ကိုရီးယားတို့ပထမဆုံးရောက်ရှိလာတဲ့လေယာဉ်တင်သင်းပေါ်ဖြစ်ပါတယ် မေရိကန်ကကိုရီးယားကျွန်းဆွယ်သို့ B1B ဘုံကျဲလေယာဉ်တွေချထားမှုကိုလည်းကီယိုဂျုံကပြစ်တင်ဝေဖန်ပြီးဖေဖော်ဝါရီကမြို့နစ်ညီလာခံမှာအမေရိကန်တောင်ကိုရီးယားနဲ့ဂျပန်တို့ကမြောက်ကိုရီးယားကိုနျူကလ িয়ার လက်နက်ဖြုတ်သိမ်းစေရေးကတိပြုမှုကိုပြစ်တင်ရှုတ်ချခဲ့ပါတယ်။ထရန့်ရဲ့ပထမသမ္မတတက်တန်းအတွင်းကင်ဂျုံအန်နဲ့တွေ့ဆုံခဲ့ပြီးအခုဒုတိယတက်တန်းအတွင်းမှာလည်းမြောက်ကိုရီးယားခေါင်းဆောင်ကိုဆက်သွယ်သွားမယ်လို့ပြောဆိုထားပါတယ်။ နက်ဖြန်မတ်လ9ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ဘင်္ဂလားပင်လယ်ဟောအခြေအနေမှာကပ်ပလီပင်လယ်ပင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာတိမ်အသည်အသည်ဖြစ်ပွားနိုင်ပြီးကြံဘင်္ဂလားပင်လယ်အော်မှာအများအပြားတာယာနိုင်ပါတယ်။ပင်လယ်ပင်အခြေအနေကတော့တနင်္သာရီကံယူတန်းရခိုင်ကံယူတန်းမြဝကျွန်းပေါ်ဒေသတွေနဲ့မုတ်တမခွေဘက်မှာတော့လေဟာအရှိအရှိတောင်ဘက်ကနေတနင်္သာရီ9မိုင်မှာစိမ်ပိုင်းခန့်အထိတိုက်ခတ်နိုင်ပြီးလှိုင်းအနှဲငယ်မှာလှိုင်းအသင်သင်ရှိနိုင်ပါတယ်။ မိုးအချိန်တွေမှာမြန်မာနိုင်ငံတဝန်းလုံးမှာအများအပြားအသားရနေပါတယ်။နေ့အပူချိန်တွေမှာမန္တလေးတိုင်း၊မကွေးတိုင်း၊ပဲခူးတိုင်း၊ရန်ကုန်တိုင်းနဲ့အေရဝတီတိုင်းတို့မှာပုံမှန်ထက်အပူချိန်ပိုနိုင်ပါတယ်။မြူအခြေအနေမှာသခိုင်းတိုင်းတနင်္သာရီတိုင်းနဲ့ကချင်ပြည်နယ်တို့မှာမနက်ပိုင်းမြူထူများကြဆင်းနိုင်ပါတယ်။ဒီမိုးလေဝသအစည်းအဝေးကိုတော့မြို့သားညီညွတ်ရေးဆိုရာလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာဝန်ကြီးဌာနကနေရယူဖော်ပြတာဖြစ်ပါတယ်။ တောင်လင်းထိုင်းရဲ့ည၈နာရီအထိနောက်ဆုံးရသတင်းထုတ်လွှင့်မှုအစီအစဉ်ကို ကြည့်ရှုခံစားခဲ့ရတာပါတောင်လင်းထိုင်းရဲ့သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တောင်လင်းထိုင်း Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ရှင်ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်အိမ်နဲ့မကောပုံခိုရဘုံခိုခြင်းတစ်ခုတည်းမှာဘာတွေကိုဆောင်ထားပြီးဘာတွေကိုရှောင်ရှားရမလဲဘုံခိုခြင်းနဲ့ပတ်သက်တဲ့ ဆောင်ရွက်ဆောင်ရွက်များအရေးပေါ်အခြေအနေတွေမှာဘုံခုကျင်းတွေကိုအချိန်မီဝင်ရောက်ပုံခုနိုင်ဖို့မိသားစုဝင်တိုင်းစနစ်တကျကြိုတင်လေ့ကျင့်ထားဖို့လိုပါတယ်။ဘုံခုကျင်းနေရာကိုတောဖို့လမ်းကြောင်းကိုကြိုးပြီးရှင်းလင်းထားရမယ်နော်။ဒီကြောင်းနဲ့လက်နေကြီး NDA ဒေတာတရသတင်းပေးပို့ချက်တွေကို အမြဲစောင့်ကြည့်နားထောင်ဖို့မမေ့နေနော်။အရေးပေါ်လိုအပ်တဲ့အချိန်မှာသုံးနိုင်ဖို့အတွက်ရေးခါချောက်စောက်သုံးရည် ဆေးဝါးပစ္စည်းတွေဥပမာအရက်ပြန်ပက်တီဂွန်ပလာစတာနဲ့အကိုက်ခေးပျောက်စေချင်းလင်းဆေးတွေထစ်ထားတဲ့အသက် KA တခုကိုပြင်ပြီးတော့အသက်ဆောင်ထားရမယ်နော်အဝတ်အစားတချို့စောင်းဒါနနိုင်တယ်မီဆိုလာဘက်ထရီသုံးဖုန်းနဲ့ဗီဒီယိုတွေကိုလည်းကြိုးဖို့အိတ်ထဲမှာအသက်ကြိုထည့်ထားရမယ်နော်တက်ကြီးရွေအိုမတန်ဆုံးကလေးတငယ်နဲ့နာမကျန်းတဲ့မိသားစုဝင်တွေရှိရင် သူတို့အတွက်လိုအပ်တဲ့ PC တွေကိုလည်းချုပ်တင်ထုတ်ဖို့ထားရမယ်နော်။မိသားစုဝင်အချင်းချင်းစိတ်ပိုင်းဆိုင်ရာဖေးမအားပေးမှုအမြင်မပြတ်ရှိရမယ်နော်။နဲနဲကြီးဒီချောင်းတိုက်ခိုက်တာတွေဖြစ်နေတဲ့အချိန်မှာဘုံဖို့ကျင်တဲ့ကနေအပြင်ကိုထွက်ကြည့်ရမျိုးလုံးဝလုံးဝမလုပ်ရဘူးနော်။အားလုံးလုံးကျုံစိတ်ချရတဲ့အချိန်ကြမှာဘုံဖို့ကျင်တဲ့ကနေထွက်ရပါမယ်။ မိသားစုတိုင်းရှင်သန်ဖို့အိမ်ထဲမပေါ်ပုန်းဖို့ဆို့